မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် တောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့နဲ့အပြစ်ခံရဲဆိုင်ကိုလေးစားသမှုရှိဖို့မြန်မာစစ်ကောင်စီကိုကုလတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်းထိမ့်သိမ်းခံရတဲ့တောင်ဆန်းစုကြည်နဲ့အခြားသူတွေကိုအပြည့်အဝလူငင်းချမ်းသာခွင့်ပြုဖို့ကုလသမဂ္ဂဖွဲ့ကတောင်းဆိုခဲ့ပြီးမြင်းငလင်းဘေးတင်မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်တရာကြောင့်ကိုရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြစ်ခံရဲဆိုင်ချိုးဖောက်မှုနဲ့တော်လိုင်းဖွဲ့တွေထိန်းချုပ်ထားရာဒေသရှိအသက်ရှင်သူများအတွက်လူသားချင်းစာနာမှုအကူအညီပေးမှုတွေကိုပိတ်ပင်ဖို့ကိုကုလသမဂ္ဂက ကတောက်ကြနေမှာဝေဖန်ခဲ့ပါတယ်။မြန်မာစစ်တပ်ကအီပီလာနေ့ရက်မှာပြစ်ခတ်ရဲစိုင်းအသက်ဝင်ပြီးနောက်တိုက်ခိုက်မှုအကြိမ်120ကျော်လုံးဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီးယုံပြောရေးဆိုခွင့်ရှိသူ ရာဗီနာစန်တာစာနီကပြောပါရယ်နိုဘယ်ငင်းချင်းဆုရှင်တဝါဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါဝင်အာနာသိမှုနောက်ပိုင်းဖန်ဆီးခံရသူတွေကိုအပြည့်အဝလွငင်းချမ်းသာ권ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကို၎င်းကတောင်းဆိုခဲ့ပါရယ်ရိုးရတကြံပွဲတော်နဲ့နှစ်သက်ကူဟာတနင်္ဂနွေနေ့မှာစတင်မှာဖြစ်လို့အကူအညီအလိုအပ်ဆုံးသူတွေကိုကူညီပေးဖို့ကျမတို့တောင်းဆိုပါရယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တဝါဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါဝင်အာနာသိမှုနောက်ပိုင်းဖန်ဆီးခံထားသူတွေကိုအပြည့်အဝလွငင်းချမ်းသာ권ပြုကြောင်းကြေညာဖို့မြန်မာစစ်တပ်ကိုတောင်းဆို ိုပါတယ်လို့သူကဆိုပါတယ်။လူသားချင်းစာနာမှုအကူအညီပေးအပ်မှုမှာဟန်တားမှုမှန်သမျှဖိရှားဖို့နဲ့စစ်စင်ရေးတွေရဆိုင်ပေါ်မြန်မာစစ်တပ်ကိုတောင်းဆိုရဲလို့ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးဖော်ကာထက်ကထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရတယ်။ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားတွေကိုအကူအညီလိုအပ်သူတွေထံတွားရောက်ခွင့်ပြုဖို့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးကို၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားရနေမျိုးတွေကိုတိုက်ခိုက်မှုတွေနဲ့မြင်းကလေးမှာအသက်ရှင်သူတွေထံအကူအညီပေးမှုပေါ်နှောက်ယှက်တာရဆိုင်ရေးတွန်းအားပေးဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးခင်စင်ခန်းစာတင်ပြတဲ့တောမတ်အန်ဒူကလုံခြုံရေးကောင်စီကိုတိုက်တွန်းခဲ့ပါတယ်။မြန်မာစစ်တပ်ကစစ်စင်ရေးတွေနှဆတိုးခဲ့တာကြောင့်အပြစ်ခတ်ရဆိုင်ရေးကြီးညာပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအခြေအနေတွေကိုတိတာစွာ ဆိုးလာစေတယ်လို့၎င်းကဆက်ပြောပါရယ်မြန်မာနိုင်ငံရှိဖွဲ့စည်းအားလုံးစစ်စင်ရေးရဆိုင်ပြည်စစ်ကောင်စီကလူခွေရင်ချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာမှုအကူအညီပေးမှုပေါ်နောက်ဆက်တာအဆုံးတန်ရေးတောင်းဆိုတဲ့ဆုံးဖြတ်ချက်တည်းရကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးတကြီးစဉ်းစားတင်ပါတယ်လို့သူကဆိုပါရယ်ဆလဘီမင်းလာမျိုးနဲ့မှာလူငယ်များကိုပေါ်တာဆွဲပြီးစစ်မှုတန်းချင်းအတင်းအကျပ်ကောက်ခံနေတဲ့တစ်တော်ကန်အုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်းပြကတ်ခံရပြီးတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းမင်းလာမျိုးနဲ့မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုတန်း န်ကြီးအတင်းကျပ်ကောက်ခံနေတဲ့တင်တော်ကန်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်းကိုပြက်ခတ်ရှင်းလင်းခင်ရမှာတည်ဆုံသွားကြောင်းမင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရှဲဘော်မိုးထက်ကသတင်းဌာနကိုပြောပါရယ်အေဘီလာ၁၇ရက်နေ့နေ့လယ်၂နာရီခန့်ချိန်မင်းလာမျိုးနဲ့တင်တော်ကန်အုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်းကမင်းရငယ်နေအိမ်မှာ၎င်းနေထိုင်ရာတင်တော်ကန်ကြီးရွာကိုဆိုင်ကနေပြန်လာစဉ်စစ်ကွေးမျိုးအနောက်ထွက်လမ်းပေါ်အရောက်တာယာဝတီခရိုင်တန်ရင်၃၈၀၀နဲ့တက်ခွဲ၃နဲ့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းက ကတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။မရင်ငယ်အိမ်ကနေသူ့ရွာကိုဆိုင်ခင်းနဲ့ပြန်လာဆောင်ပြီးပြစ်ခတ်ရှင်းလင်းခဲ့တာပါ။မရင်ငယ်က9000မကအောင်ရှိတာ။ဘယ်မရင်ငယ်အိမ်ကနေပြန်လာလဲတော့မသိဘူး။ သူကမော်တော်ပီကင်ရဲထွက်စစ်မှုထမ်းနာမည်ပါတဲ့လူငယ်တွေစစ်မှုထမ်းမလိုက်ရအောင်သူကငွေသိန်းစင်ချီပေးရတယ်။မပေးရင်စစ်တပ်တဲထဲစစ်မှုထမ်းကြီးကမပေးမနေရအတင်းအကျပ်လာတိုင်းတောင်းနေဖြီသူတွေလည်းအယံဒုက္ခရောက်နေပြီးအရာကြောင့်ဖြီသူတွေတိုင်ကြတဲ့အတွက်အရင်ယူခဲ့တာပေါ့။သူစီကဘာပစ္စည်းမှသိန်းစင်ရရှိတာမရှိပါဘူးလို့မင်းလာမျိုးနဲ့ဖြီသူကကွင်ဖွဲ့ပကဖမသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရှဲပေါ်မိုးထက်ကပြောပါရယ်။တင်းဆုံသွားတဲ့အုတ်ချုပ်ရီမူကြီးလိုင်းကရင်တိန်ရေဝန်တန်ဟောက်တောက်ဖြစ်ပြီးတွန်လိုင်းတပ်ဖွဲ့ရရဲ့သတင်းများကိုစစ်ကောင်စီထံပေးဖို့ချင်းချင်း င်းရွာအုပ်စုအတွင်နေအိမ်များပြည်သူများထံမှစစ်မှုတန်းခြင်းလို့ဆိုပြီးအတင်းအကျပ်လာစဉ်ကောက်ခံခြင်းစစ်မှုတန်းရဲ့အမည်စင်းပါသူများထံမှငွေကြေးများအစမတန်တောင်းခံခြင်းလူငယ်များကိုစစ်မှုတန်းရဲ့အတင်းအကျပ်စူးစမ်းဖမ်းဆီးခြင်းများလှုပ်ဆောင်နေတဲ့အတွက်အခုလိုအရင်းယူရခြင်းဖြစ်ကြောင်းအသိပေးပါရယ်ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောင်းတိုင်တွေကိုအရှင်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့၎င်းတို့နီးတွာလာနေတိုင်းခြင်းများမပြုလုပ်ကြဖို့မြစ်တာရခိုင်တိုက်တွန်းထားပါရယ် ဆလဘင်းကလေးမျိုးနဲ့ကြံသာချင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သားအလောင်း15လောင်းရရှိပြီးလက်နက်ခဲယမ်းများလည်းရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကလေးမျိုးနဲ့ကြံသာချင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တပ်ဘက်မှ15ဦးထပ်မံတေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း CNN မှာပြောရင်းဆိုခွင့်ရှိသူဆလိုင်းထန်နီကသတင်းဌာနကိုပြောပါရယ်။ AB လ17ရက်နေ့မှာကလေးမျိုးနဲ့ကြံသာချင်းရွာရှိစစ်တပ်အခြေဆိုင်တပ်စခန်းကိုအပိသက်တိုက်ခိုက်ချိန်မုံသိမ်းပိုက်ရရှိခဲ့ကြောင်းအဲ့ဒီစခန်းကိုသိမ်းပိုက် ရှိမှုမှာအလောင်း15လောင်းတည်ပြုထားပြီးအရှင်ဖန်ဆင်းရရှိသူမရှိကြောင်းလက်နက်ခရင်များလည်းသိမ်းဆည်းရရှိကြောင်းသိရပါတယ်စစ်သားအလောင်း15လောင်းကတော့အတည်ပြုပါတယ်အရှင်ဖန်ဆင်းရမိတာမရှိဘူးသိမ်းဆည်းရမိရဲ့လက်နက်ခရင်အရှိတွက်ကတော့စီစစ်ဆဲပါခရင်များပါတယ်လို့ CNN မှာဆက်လိုက်ထဏီကပြောပါတယ်အစိုးရတက်စကန်ကိုတိုက်ခိုက်သိမ်းပိုင်းရမှာ CNN APSD ရဲ့ကျောင်းသားတက်မတော်အမှတ်30ကျောင်းတက်ရင်ဆက်နေ KKG CDF ဟန်တာဝရီပတ်ကဖာ CDS စီရင်ကလေးခရိုင်ခရိုင်စစ်တေသာထန်တလန်ဒီယာဖွဲ့များပါဝင်ဒေါ်လိုင်းတက်တွေကစုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အေဒင်ဦးချစ်ခိုင်နဲ့ကမ်ဇေကပါဦးခင်ရွှေသား ဦးစီတီဟအပါဝင်လုပ်ငန်းရှင်တချို့ကိုထောင်မလွှတ်ပေးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အေရင်ကုမ္ပဏီဥက္ကဋ္ဌဦးချစ်ခိုင်နဲ့ဇေကဘာဦးခင်ရွှေရဲ့သားဦးစီတီဟအပါဝင်လုပ်ငန်းရှင်တချို့ကိုစစ်ကောင်စီကထောင်မလွှတ်ပေးလိုက်ကြောင်းသိရပါရတယ်။အေရင်ဦးချစ်ခိုင်ကအေဒီလာစနေရမနက်ပိုင်းမှာမန္တလေးဦးဘုတောင်မှလွန်ငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီးဇေကဘာဦးစီတီဟလည်းရန်ကုန်အင်းစိန်တိုင်းမှလွတ်မြောက်လာပြီးဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေစီမံသိရပါရတယ်။၎င်းတို့နဲ့တူဖန်စီခံထားတဲ့လုပ်ငန်းတချို့လည်းပြန်လေလွံ့မြောက်လာကြောင် နီးစပ်သူတွေစီမတင်ရပါတယ်ပြန်လွတ်လာတာမှန်ပါတယ်လွတ်ငင်းနဲ့လွတ်လာတာပါဒါပေမဲ့ဘာကြောင့်လွတ်တယ်ဆိုတာမသိရသေးဘူးပြလို့လုပ်ငန်းရှင်တုံးကပြောပါတယ်စစ်ကောင်စီကစေကဘာဥခင်ရွှေနဲ့၎င်းရဲ့သားဦးစေတီဟာတို့ကိုနိုင်ငံပိုင်အစအုံများခွင့်ပြုချက်မရပဲဖြိုဖျက်မှုနဲ့ဗဟန်းမျိုးနယ်ရှိနေအိမ်မှာ2022ခုနှစ်မလ22ရက်ကဖမ်းဆီးခဲ့ပြီးတရားစွဲဆိုကအင်းစိန်ထောင်ကိုပုံခဲ့တာပေါ့အတူဖမ်းဆီးရခဲ့တဲ့ ဈေးကမ္ဘာဥခင်ရွှေကို2024ခုနှစ်စက်တင်ဘာလ28ရက်မှာကျန်းမာရေးကြောင်းပြပေးစကောင်းစင်ကလွန်ငင်းချမ်းသာခွင့်ပေးပြီးပြန်လည်လွတ်ပေးခဲ့ပါတယ်။အေဒင်ဥချစ်ကိုင်းကိုတီချစ်ကြောင်းမီသွေး3ရှင်နွေးငွေတားပေးစံယုံလုပ်ငန်းမှာအခွန်လျှော်နဲ့ပေးစာမှုနဲ့2022ခုနှစ်အပြီ25ရက်နေ့မှာစစ်ကောင်စင်ကအမှုဖွင့်ဖန်ဆီးခဲ့တာဖြစ်ပြီးဥချစ်ကိုင်းနဲ့ဒူးစီလုပ်ငန်းရှင်များစောင်းစီလုပ်ငန်းရှင်များကိုဈေးကစားမှုနဲ့အခရီးလိုက်စာမှုတွေတက်ပြီးစစ်ကောင်စင်ကဖန်ဆီးထောင်ချခဲ့ပါတယ်။ဥချစ်ကိုင်းရဲ့အေဒင်ကုမ္ပဏီလုပ်ငန်းစုမှမြန်မာရှင်ဆောင်ပန် MAB မြန်မာ ုင်ငံလင်ယာစီးပွားရေးများပိုင်ကုမ္ပဏီ map ကိုတန်ကိုစီဆိုင်စားတဲ့လုပ်ငန်းများပါဝင်ပါတယ်စစ်ကောင်စီကကုန်စည်နှုန်းမြင့်မားလာပြီးစက်သုံးစီများပြန်လည်ခါဆောင်စီစီများမှာထိန်းချုပ်များတဲ့အချိန်ဒီမှာစီလုပ်ငန်းရှင်တွေစက်သုံးစီလုပ်ငန်းပိုင်ရှင်တွေကိုဖမ်းဆီးထောင်ချမှုတွေပြုလုပ်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်